ီမီဖိုင်နယ်မှာထိုင်းတင်းကိုဂိုးပြတ်ရှုံးနိုင်ခဲ့တဲ့မြန်မာမျိုးသမီးယူဆက်ကိုအတင်အာဆီယံမျိုးသမီးယူဆက်ကိုချန်ပီယံရှစ်ပြိုင်ပွဲကြီးရဲ့စီမီဖိုင်နယ်ပွဲစဉ်ဖြစ်မြန်မာလူရည်မျိုးသမီးယူဆက်ကိုအတင်ဟာတဲမဲ့ထိုင်းတင်းနဲ့မနီနီလေပိုင်းကဘီယန်နန်နိုင်ငံမှာအရှင်ပြိုင်ကစားခဲ့ကြပါတယ်ဒီပွဲစဉ်ရဲ့ရလဒ်ကတော့မြန်မာဘရွန်ပရိသတ်တွေတကယ်ကိုစိတ်ပျက်စရာကောင်းခဲ့ပြီးထိုင်းမျိုးသမီးတင်းကမြန်မာမျိုးသမီးတင်းကို၅ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့ပြတ်သက်အနိုင်ရရှိသွားခဲ့တာကြောင့်ဘောလုံးဘက်ကိုတက်ရောက်သွားခဲ့ပါတယ် ဒီဘွဲချင်းမှာမြန်မာတင်းရဲ့ရလက်ဆိုးဝါးခြင်းအတွက်အကြောင်းရင်းများစွာရှိနေခဲ့တာကိုပေါ်ကြည့်ပရိသတ်တွေနဲ့ဝေဖန်သူတွေကထောက်ပြနေကြပါတယ်။ပထမဆုံးအနေနဲ့ထောက်ပြရမှာကတော့ဒီဘွဲမှာမြန်မာတင်းကစားခဲ့တဲ့ဗီယက်နမ်နိုင်ငံကကွင်းရဲ့အခြေအနေပါပဲ။ကွင်းပြင်ကတကယ်ကိုဆိုးဆိုးဝါးဆုတ်ချနေခဲ့ပြီးလက်ကွင်းထဲမှာကဲနီတလားလို့ထင်ရလောက်မြက်ကင်းပြင်တွေကဆုတ်ပြတ်လွန်ခဲ့ပါတယ်။ဘလို့မစားတဲ့နေရာမှာကွင်းချင်းတွေကောက်မှုမှုဆိုတာအခြေခံကြဆုံးလိုအပ်ချက်ဖြစ်ပေမဲ့ဒီလိုဆုတ်ချတဲ့ကွင်းပြင်မှာကစားရတာဟာကစားသမားတွေရဲ့ခြေစွမ်းပြမှုကိုများစွာထိခိုက်စေခဲ့ပါတယ်။ဘလုံးထင်းကျုံမှုနဲ့ပေးပို့မှုတွေမှာခက်ခဲတွေရှိခဲ့ပြီးကစားရန်ပြေးဝပေါ်ထွက်မလာနိုင်ခဲ့ပါဘူး။ဒါအမှန်တကယ်တော့နိုင်ငံတကာပြိုင်ပွဲတရရဲ့ဆီမီဖိုင်နယ်ပွဲစဉ်ကစားရမယ့်ကွင်းမျိုးလုံးဝမဟုတ် ခဲ့ပါဘူး။ကိုင်းရဲ့စိုးဝါတဲ့အခြေအနေကြောင့်သာမကမြန်မာတင်းရဲ့ကိုတိုင်ပုံစံကားတဲ့တော်လေးကိုစိုးဝါနေခဲ့တာကိုတွေ့ရပါတယ်။အတင်းလိုက်ကစားကွက်ကတော့နေငယ်ပြင်ဆင်ထားပုံရပြီးတချို့နေရာတွေမှာစီစဉ်ကြကစားနိုင်ခဲ့ပေမဲ့ကစားသမားတူဦးချင်းစီရဲ့အကြီးသေးပိုင်းနဲ့အတင်းလိုက်ပူပေါင်းဆောင်ရွက်မှုတွေမှာကြီးမားတဲ့လိုအပ်ချက်တွေအများပြားမြင်တွေ့ခဲ့ရပါတယ်။အထူးဖြစ်ကွင်းရဲ့နေရာတိုင်းမှာအရေးပါတဲ့ကုသမားနောက်တန်းနဲ့တိုက်စစ်ပိုင်းတို့ရဲ့ဆွမ်းဆောင်ရည်တွေကတကယ်ကိုဆုတ်ပြတ်လွန်းနေခဲ့တယ်လို့ဘောလုံးဝေဖန်သူတွေကပြည်ပြထက်ထက်ဝေဖန်နေကြပါတယ်။တိုက်စစ်ပိုင်းမှာဆိုရင်ဈာကလေးကွင်းရည်တွေကိုဆုံးသက်ပြုလုပ်မှုတွေမှာပေါ်ရုံမှုတွေများခဲ့ပြီး ကောင်းမွန်တဲ့ဆုံးသက်မှုတွေမလုပ်နိုင်ခဲ့ပဲတွန်းဆုံနေကြတာတွေကိုတိအေရီယာအတွင်းမှာတိကျတဲ့ဆုံးဖြတ်ချက်တွေမချနိုင်ခဲ့တာတွေအချင်းချင်းတွေးကြရပါတယ်။ဒါပြင်ကစားမတချို့ရဲ့ကစားဟန်ကလည်းဘလုံးကစားရင်ဆရာကြီးထားနဲ့စော့နေတာကိုထင်ရှားစွာမြင်တွေ့ကြရပါတယ်။ကိုတိုင်ကိုတွင်းရမှပြီးတယ်လို့မျိုးအတင်းအောင်မြင်မှုကိုဦးစားမပေးပဲဘလုံးရရင်မလိုအပ်ဖက်လက်ပဲကစားပြနေတာတွေအတင်းမဟုတ်ဘလုံးပေးရင်လည်းရကူရိုးရှင်းတဲ့လမ်းကြောင်းတွေကလည်းမပေးပဲခက်ခဲရှုပ်ထွေးတဲ့ကစားကွက်တွေနဲ့ပေးနေကြတာတွေကြောင့်အတင်းရဲ့တိုက်စစ်ပိုင်းလှုပ်ရှားမှုတွေကအရှင်ယုံမကောင်းငယ်ပဲတိုးတက်မှုမရှိဖြစ်နေတာပါ။ အတင်းလိုက်ကစားဟန်တက်တူကြီးစီရဲ့ကိုပိုင်ထင်ပေါ်လိုစိတ်တွေကအတင်းရဲ့ဆွမ်းဆောင်ရည်ကိုတိုက်ရိုက်ထိခိုက်စေတယ်လို့ဆိုရမှာပါဒီလိုအားနည်းချက်တွေနဲ့ကိုင်းရဲ့ဆူဝမှုတွေပေါင်းဆက်လိုက်တဲ့အခါထိုင်းလိုမျိုးအာဆီယံထိပ်တန်းအသင်းတွေကိုအပြတ်သက်ရှုံးနေကြရတာလည်းမဆန်းပါဘူးမြန်မာဘောလုံးလောကမှာဘယ်အတင်းမဆိုထိုင်းအတင်းနဲ့တွေ့ပြီဆိုတာနဲ့ရှုံးနေတာကထုံးတဲ့ဆင်လာလို့ဖြစ်နေတာကလည်းစိတ်မကောင်းစရာအချက်တစ်ချက်ပါပဲဒီလိုဆိုရတဲ့ရလက်တွေကနေတင်ကားစာယူပြီးမြန်မာဘောလုံးကစားသမားစိတ်သက်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေနဲ့နေ့စဉ်တဲ့ပိုင်းဆိုင်ရာတိုးတက်မှုတွေအများကြီးလှုပ်ဆောင်မှုလိုအပ်နေကြောင်းကိုဒီပွဲကတက်တည်ပြသွားခဲ့တာပဲဖြစ်ပါတယ်ဒီမှာဒီနေ့တက်တဲ့အမားတို့